စကိုင်းတိုင်းကလေးခရိုင်မင်းကြီးမြို့နယ်ကတော်လိုင်းရဲတပ်ဖွဲ့တချို့ဦးစီးလောက်ကိုင်းမဲ့လောင်းပြေကျွန်းရွှေမျိုးစီမံကိန်းကိုနိုဝင်ဘာ၈ရက်မှာဒေသခံလူလူအင်အား2000ကျော်ကတတိယကြိမ်ဆန္ဒပြကန့်ကွက်ခဲ့ကြတယ်လို့ဒေသခံတွေစီကသိရပါတယ် ပြီးခဲ့တဲ့အော်တိုဘာလအတွင်းမှာလည်းနှစ်ကြိမ်တိုင်ဆန္ဒပြကန့်ကွက်ခဲ့ပေမဲ့အဲ့ဒီရွှေမျိုးကိုဆက်လက်လဲပတ်နေပြီးဒေသခံတွေရဲ့ဆန္ဒကိုမျက်ကွယ်ပြုထားတာကြောင့်တတိယအကြိမ်ဆန္ဒပြရတာဖြစ်တယ်လို့ဆန္ဒပြဆိုင်မှာပါဝင်ခဲ့သူတူကပြောပါတယ်တတိယအကြိမ်ဆန္ဒပြရတာနဲ့ပတ်သက်ပြီးပြောရရင်ရွှေမျိုးတွေဆက်လက်တိုးချဲ့လောက်ကိုင်းနေပြီးတော့ပိတ်တန်းတွေဖြစ်ကမောင်းဖို့ပြင်ဆင်နေကြပြီဖြစ်လို့ပြည်သူတွေအနေနဲ့တတိယအကြိမ်ဆန္ဒပြရခြင်းဖြစ်ပါတယ်အားပါ ဇနပြပွဲမှာတော့ရွှေမျိုးကိုရက်တံပေးဖို့နဲ့ပါပါပါကပါတာဝန်ခံတွေတာဝန်ကနေရန်နာပေးဖို့အဓိကတောင်းဆိုခဲ့ကြတယ်လို့ဇနပြပွဲဦးဆောင်သူတူကမြေလတ်တန်ကိုပြောပါတယ်။အဆိုပါတတိယကြိမ်ဇနပြပွဲကိုတင်တော်ညောင်မင်းသာအုံနဲ့ပုတ်ဘင်ရွာအနောက်တော်ရွာကြောက်ခဲတဲ့ရွာကဆစ်ဆောင်နေနဲ့ခက်လုံကျေးရွာတွေကဒေသခံအင်အား2000ကျော်နဲ့ခြိတက်ဇနပြခဲ့ကြတာလို့သိရပါတယ်။မင်းကြီးမျိုးနဲ့ပါပါတာဝန်ခံကတော့ရွှေမျိုးလေပတ်တာမျိုးမရှိသေးပဲရွှေမျိုးနဲ့နီးစပ်တဲ့လောင်ပြေရွာနဲ့ဇင်ကလေးရွာပြည်သူတွေနဲ့ ပြီးခဲ့တဲ့အော်တိုဘာလ၈ရက်မှာတွဲဆုံညှိနှိုင်းခဲ့တာတွေရှိပြီးအဲ့ဒီရွာတွေအတွက်မျိုးလုံငန်းရှင်တွေကထောက်ပံ့ငွေပေးတာဒေသခံတွေကမျိုးထဲမှာတိနံနဲ့ရွှေမျိုးဆက်ဆက်ပစ္စည်းလာရောက်ရောင်းချတာမျိုးရှိတယ်လို့ဆိုပါတယ်။လုပ်ငန်းလေပတ်မှုကတော့မရှိသေးဘူးဗျ။ဒေသခံဆိုတဲ့အထက်မှာအထက်ကနင်းနာမဲ့ရွာနှစ်ခု၊လောင်းပြည်ရွာနဲ့စင်ကလေးရွာတွေကိုတော့တွားတွေ့တယ်။ပြည်သူနဲ့ပြန်လည်ဆွေးနွေးကြတာရှိခဲ့ပါတယ်။ဒီနေရွာကဒီနေ့အထိသူတို့လိုချင်တာကိုကျွန်တော်တို့စီတွေးဆောင်ဆွေးနွေးကြတယ်။မျိုးလုံငန်းရှင်နဲ့တွေ့တယ်။ ေတာတွေထိခိုက်မဲ့ကိစ္စတွေမလုပ်ဖို့ဆွေးနွေးပြကြတယ်။မျိုးလုံငန်းရှင်တွေကလည်းတစင်ထောက်ပံ့မှုတွေလည်းရပါတယ်။ရွာခံတွေလည်းမျိုးလုံမဲ့ခွင်မှာတီးနန်တို့တခြားမျိုးနဲ့ဆက်ဆက်တာတွေရောင်းချတာတွေလာရောက်လုပ်ကိုင်နေကြပါတယ်။ဆန္ဒပြစင်မှာဒေတာကန်တွေကမင်းငင်းမျိုးနဲ့ပါပါနဲ့ပကပတာဝန်ခံတွေကိုတာဝန်ကရက်ဆိုင်ပေးဖို့တောင်းဆိုလာတဲ့အပေါ်ရင်ဆွေးနွေးညှိနှိုင်းပြီးဝန်ကြီးဌာနကိုအကြောင်းကြားတာမျိုးတွေလုပ်ဖို့မင်းငင်းမျိုးနဲ့ပါအပတာဝန်ခံကဆိုပါတယ် လက်ရှိချိန်တွေမှာဘာမှမစခင်တွေးဆွန်ဆွေးနွေးအဖြစ်ရှာကြဖို့ကိုပဲကျွန်တော်တို့ဆောင်ရွက်ချင်တာပါကျွန်တော်အနေနဲ့ရောကျွန်တော်ပါအဖာတစ်ဖွဲ့လုံးအနေနဲ့ရောပြည်သူစံနာကိုနေထားပါတယ်ပြည်သူတောင်းဆိုမှုကိုလိုက်ရောချင်ပါတယ်ဘောင်ထဲကနေတွေးဆွန်ဆွေးနွေးရေးလုပ်ကြပါကျွန်တော်တို့ကနေတစဉ်ပြည်သူစကားသံကိုဝန်ကြီးဌာနကိုပြန်တင်ပေးမှာပါ မင်းကြီးမြို့နယ်လောင်းပြေကျွန်းရွှေမျိုးကိုတော်လိုင်းရဲတပ်တချို့ကတော်လိုင်းရဲရမုံငွေအတွက်ဆိုကအမျိုးသားညီညွတ်ရေးအစိုးရ NUG တရားစာရဝန်ကြီးစီစတင်ပြီးပြုလုပ်ခဲ့တာလို့မင်းကြီးမြို့နယ်ပကဘာတာဝန်ခံကအော်တိုဘားလ2ရက်မြေလက်အတန်ရဲ့ဆက်သွယ်မေးမြန်းမှုမှာဖြေကြားထားပါတယ်။အော်တိုဘား2ရက်နဲ့9ရက်မှာလည်းအဆိုပါရွှေမျိုးစီမံကိန်းနဲ့ပတ်သက်ပြီးလောင်းပြေရွာအနောက်တောရွာအုံနယ်ဘုတ်ရွာဘင်းရွာညောင်မင်းသားရွာစင်ကလေးရွာတင်တော်ရွာတို့ကဒေသခံထောင်ချုပ်ကဆန္ဒပြကန့်ကွက်ခဲ့ကြပါသေးတယ်။